Tailwinds မိဆိုတဲ့ရုပ်ထွက်တွေကလည်းကြွတ်စင်၊ကုန်းဘတ်ကလည်း Source Game တွေလိုထိမိ၊ Story ကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ MMORPG အသစ်ကြီးအကြောင်းတော့ဒီလိုသိရင်သိမိကြမှာပါ။ Troll လေးကိုမိုက်တဲ့2025ခုနှစ်ဒိုဝင်မာ14ရက်နေ့မှာထွက်မဲ့ဂိမ်းကြီးတစ်ခုပါ။ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Mobile Version ကပြည်ထောင်နိုင်ငံအတွင်းမှာသာရသေးပြီးတော့ တော်တော်ကောင်းတဲ့ဖုန်းတွေမှသာ feature ဆော့လို့ရတာပါ။ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုထဲမှာတော့ Where Winds Meet တပတ်လည်ဆော့ထွက် mobile ကိုလည်းအသားပေးထားတဲ့ MMORPG တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။နာမည်လေးကတော့ Sword of Justice လို့ခေါ်ပါတယ်။ ခုတည်းကသွားပြီးတော့ pre-register လုပ်ထားလို့လည်းရနေပါပြီ။ကျွန်တော်လည်းထွက်ထွက်ချင်းတော့ PC မှာ stream သွားဖို့ရှိပါတယ်။ကဲဆိုတော့ဒီ game လေးကိုဘာကြောင့် hype သင့်ဖော်ကြည့်တင်တာလဲဆိုတဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြပေးချင်ပါတယ်။ပထမအဦးဆုံးမိုက်တဲ့အချက်ကတော့စောစောကပြောခဲ့သလိုပဲဒီ game ရဲ့တအားမိုက်တဲ့ open world ကဘာကြီးကို PC ပေါ်မှာတည်းမက mobile ပေါ်မှာပါ cross platform ကစားလို့ရတာပါပဲ။ mobile နဲ့ PC အတူတူလက်တွဲဆော့လို့ရပါတယ်။ graphic ကကွာပေမဲ့ mobile ကိုအသားပေးထားတဲ့ game ဖြစ်တဲ့အတွက်ဖုန်းမှာတော့လေးကိုအဆင်ပြေမဲ့ game မျိုးလို့ပြောနိုင်ပါတယ်။ Android မှာဆိုလို့ရှိရင်လွန်ခဲ့တဲ့ရှင်းတဲ့2019ခုနှစ်က high end chip ဖြစ် စ်တဲ့ Snapdragon 835 Dimensity 920ကရင်130လောက်တော့ဒါအနည်းဆုံးလိုအပ်ပြီးတော့ iOS မှာဆိုရင်လည်း iPhone XR လောက်တောင်ရတယ်လို့ပြောရတာကိုတွေ့ရပါတယ်။ Video footage တွေကိုကြည့်ရင်လည်းညီကောင်မတို့တို့သိထားယူပါပါ။ Game ကတအားလှဖို့ဆိုတော့အထက် performance ကောင်းအောင်ပို့ပြီးတော့အသားပေးတာမျိုးပါ။ Huawei Mobile Game Publisher ကြီး NetEase ကဖြစ်တဲ့အတွက်ဒါဟာအရင်ကြီးရထူးကြနေတာမဟုတ်ပါဘူးလေ။ သူတို့ကသူတို့ mobile audience ကိုတကယ်အလေးထားတာကိုကျွန်တော်လည်းအခုကြည့်နေတဲ့သူတွေကိုအလေးထားသူမျိုးပေါ့အဲ့တော့အဆင်ပြေရင်တော့ like လေးလုပ်သွား subscribe လုပ်သွားလို့ရှိရင်လည်းလုပ်ပြီးတော့ကြပါအောင်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်မှိုက်တာကတော့ SEA server လဲ officially ပါတဲ့အတွက်မြန်မာနိုင်ငံဆော့ရင်ပြီးများပါတို့ပါတို့စိတ်ပူစရာမလိုတော့ပါဘူး technically ရ mobile အတွက်ကောင်းတာတော့ဟုတ်ပါပြီတခြားဘာတွေကောင်းလို့လဲဆိုတာကိုဖြေရရင်တော့ပထမတစ်ချက်ကတော့ AI ကိုအသုံးပြုထားတဲ့ ChatGPT NPC တွေကြောင့်ပါဒီနေ့က NPC တွေကိုလူတယောက်ကိုစကားပြောနေရတယ်လို့မျိုးစာတွေရေးပြီးတော့စကားပြောနိုင်ပါတယ် AI ကိုအသုံးပြုပြီးတော့ NPC တွေကလည်းစီလျော်တာတွေပြန်ဖြေပေးမယ်လို့ သိရပြီးတော့ဂိမ်းထဲမှာ player ရွေးချယ်မှုတွေကို NPC တွေကမမိနိုင်မလို့လည်းသိရပါတယ်။ဒီ feature ကိုကျွန်တော်လက်တော်လေးကိုစမ်းသပ်ချင်နေပါပြီ။ NPC တွေနဲ့များဆက်အချစ်စကားဘာညာများပြောလို့ရလိမ့်မလားပေါ့။နောက်ထပ်မိုက်တဲ့အချက်ကတော့ဒီဂိမ်းရဲ့ဇာတ်လမ်းမှာဂိမ်းတိုင်းကဇာတ်လမ်းကတခါတလေပါတော်တော်လေးကိုဓာတ်ဖြစ်သွားတာမျိုးတွေရှိပါတယ်။ဥပမာအနေနဲ့ပြောရရင်ဂိမ်းထဲမှာလူကုန်ကူးခံရတဲ့ကောင်မလေးတစ်ယောက်ကိုကယ်မလားမကယ်ဘူးလားရွေးချယ်ရတာမျိုးတွေပါပါတယ်။တိုးတော်လေးပျော်စရာကောင်းတဲ့အခန်းလေးတွေနဲ့လည်းရောင်းထားရလို့လည်းသိရတဲ့အတွက်ရသပြည့်စုံတဲ့ဟင်းတစ်ခွက်လို့ဖြစ်မလားဆိုတာကတော့ကျွန်တော်တို့ကစားပြီးမှအတူတူဆုံးဖြတ်ကြတာပေါ့။ကောင်းမန်းတဲ့ animation တွေကတော့မှန်တမ်းပြောကြည့်ဆိုရင်အရင်ကြီးမကောင်းပါဘူး။ ဘူး။ဒါပေမဲ့စစောကပြောခဲ့သလိုပဲ performance ကောင်းအောင်လုပ်ထားရတဲ့အတွက်အဲ့လိုဖြစ်နေတာပါ။သူကလည်းသူတို့ကြည့်လို့ကောင်းပါတယ်။ပြီးတော့ဒီ game ထဲမှာ end game မှာအရင်ကိုခတ်ခဲ့တဲ့ multiplayer ညဏ်တွေတွေပါဝင်ပါတယ်။အဲ့တော့ random loot နဲ့ဆော့တာထက်ပို့အဖွဲ့နဲ့ကိုဆော့တာပိုမှတ်မယ်လို့တော့ထင်ပါတယ်။ခဏခဏ fail လည်းမလောင်ရတော့ဘူးပေါ့။အစားပိုင်းကညဏ်တွေကတော့လွယ်ပါပါ။ပြီးတော့ auto play တော့ပါပါတယ်။ဒါပေမဲ့ညဏ်တွေထဲမှာအသုံးစားလို့များတော့တိအောင်ဆိုးပါတယ်။အကောင်တွေပဲချ၊ညဏ်တွေပဲဝင်ရတာဤသွားရင်လည်း game ထဲမှာတခြားလုပ်စရာတွေအများကြီးပါ။ identity လို့ခေါ်တဲ့ချေလို့ပြီးတော့ဆော့လို့ရတဲ့တက်ခုတ်တာကြောက်တူးတာတို့ပေါ့ auction house လဲပါတဲ့အတွက်အဲ့ဒါတွေထိုင် grind ပြီးတော့ပတ်စံရှာတင်လဲရှာလို့ရတာပေါ့လေကြောက်တွက်တော့အရန်ဒီယူမိုက်ပေမဲ့ကျွန်တော်ကိုယ်တိုင်ကတော့တကယ်သဘောကျတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့တခြားတရုတ်ကိုရီးယား memorability တွေနဲ့တခြားကို welcome တွေလိုမျိုး currency ပေါင်း16000မရှိဘဲနဲ့ windstorm token ဆိုတာတစ်ခုတည်းကိုပဲ ဂိမ်းထဲမှာဘာလို့လို့ရနိုင်တဲ့ဟာနဲ့ကို character ရဲ့ power ကိုတင်တဲ့အရာတွေမှန်သမျှဝယ်လို့ရတာပါပဲပြီးတော့ pay to win မပါ grind တွေမပါကိုကျဲတယ်လို့ကိုဆော့လို့တော့ developer တွေကရေးထားပေမဲ့ battle pass တွေဘာတွေတော့ပါမယ်လို့ထင်တဲ့အတွက်တစ်ချက်တော့စောင့်ကြည့်ရတာပါဗျာ Lorosel ဂိမ်းထဲမှာ class ကတော့6မျိုးရှိရလို့သိရပြီးတော့ gender လောက်ထားလေးတွေတော့ရှိပေမဲ့သူကလည်းသူမိုက်ပါတယ်ဂိမ်းရဲ့ customization character creation နဲ့ fashion တွေကလည်း blood design online လို့ပဲတော်တော်လေးနက်နဲတဲ့အတွက်ကိုတကယ်ကျတဲ့ပုံစံကိုဖန်တီးပြီးတော့ဆော့လို့ရတာပေါ့ကဲအဲ့လို့ဆိုရင်ဒီ Sword of Justice ဆိုတဲ့ဂိမ်းလေးကိုဘာလို့ hype နဲ့စမ်းကြည့်တယ်လည်းသိကြလောက်ပြီလို့ထင်ပါတယ် ဂိမ်းထွက်တဲ့နေ့ကျရင်လည်း stream မှာတွေ့ကြတာပေါ့အားလုံးအဆုံးဒီကျေးဇူးပါအားလုံးအစီအမံကြပါစေခင်ဗျာနောက်ပြီးမှတွေ့ကြတာပေါ့